င်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဆလင်းမြို့နယ်ကုတ်ကိုတန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ28ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းဆလင်းမြို့နယ်ကုတ်ကိုတန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ28ဦးသေဆုံးခဲ့ကြောင်းမင်းဘူးခရိုင်မတ်တစ်တရင်ကထုတ်ပြန်ထားပါရယ်။မေလ၄ရက်နေ့မှာဆလင်းမြို့နယ်မှာကုတ်ကိုတန်းရွာကိုဦးတည်လာတဲ့အင်အား130ဝန်းကျင်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား29ဦးသေဆုံးပြီး30ဦးထပ်မံထိခိုက်ဒဏ်ရာရရှိပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဝိုင်းတွဲလီရင်နဲ့ပုံသီး45လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမင်းဘူးခိုင်မှတ်တဲ့တိုင်ရင်စလင်းမြို့နယ်ပကဖား CGF AR ဘလူးဖွဲ့နဲ့မကွေတိုင်းတိုင်းလက်ယုံဒရုန်းဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတပ်သား600ခန်းဖားကန့်မျိုးတို့ဦးတည်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KYA နဲ့ပူပေါင်းတပ်တွေကဖားကန့်မျိုးကိုပိတ်ဆို့ထားစဉ်စစ်ကောင်စီတပ်ကအခြားမျိုးမှစစ်ကြောင်းကြီးတခုကိုလက်နက်ကြီးနဲ့လေကြောင်းပစ်ကူများပေးပြီးလွတ်လိုက်တဲ့အတွက်တိုက်ပွဲဖြစ်ပွားနေရလို့သိရပါရယ်။ကချင်ပြည်နယ်အတွင်းလှုပ်ရှားနေတဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF တပ်ဖွဲ့ဝင်တွေကိုတော့ ပုံလေးနဲ့တကွာဖော်ပြထားပါရယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေရှိနေတဲ့ဖားကံမြို့အဝင်ထွက်လန်းနေကိုပြန်ထိန်းချုပ်ဖို့စစ်ကောင်စီတပ်သားအင်အား600ကျော်ပါရယ်စစ်ကြောင်းတစ်ခုဖားကံမြို့ကိုဦးတည်နေရာတိုက်ပွဲများရက်ဆက်ပြင်းထန်နေရလို့သိရပါရယ် AP 23ရက်မှာစတင်ပြီးဖားကံအရှိဘက်မိုင်40ခန့်အကွာရှိ ကာမိုင်းမြို့မှထွက်လာတဲ့စစ်ကြောင်းကတရေနှစ်ပတ်ခန့်ကြာပြီးနောက်ဖားကံကာမိုင်းနံပါတ်ရဲ့ထောက်ဝက်ခံကိုရောက်ရှိလာပါရယ်ဖားကံမြို့ဘက်အရှိ22မိုင်ခန့်အကွာရှိကတ်မော်ရွာနီကို မေလ3ရက်နေ့မှာရောက်လာခဲ့တယ်လို့ KAI နဲ့နှိစက်တဲ့ဖားကန့်ဒေတာကန်မြို့သားတောင်းကပြောပါရယ်သူတို့ကအင်အားများတဲ့60 600လောက်ရှိတယ်သူတို့ကစစ်ကြောင်းခွဲပြီးတက်လာတာလမ်းမကနေနဲ့တစင်းပြီးတော့တော်လန်းတွေကနေပြီးတော့မှစစ်ကြောင်းထုတ်ပြီးတက်လာတာလော်လော်ဆဲနန်ရအထွတ်ကတ်မော်ရွာနီမှာတိုက်ပွဲပြင်းထန်နေရလို့အဆိုပါမြို့သားကပြောပါရယ် စစ်ကောင်စီဘက်မှလက်နက်ကြီးများဒရုန်းများအသုံးပြုတိုက်ခိုက်မှုလေကြောင်းပစ်ကူစားတဲ့အာသာချက်တွေရှိတဲ့အတွက် KYA ပူးပေါင်းတပ်တွေကတဖြည်းဖြည်းဆုတ်ပြီးနေရတယ်လို့သိရပါတယ်။မေလ၄ရက်နေ့နေ့လယ်ပိုင်းမှာလေတပ်ကနန်ယာကြီးရွာနီးတဝိုက်ကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖားကန်ကတ်မော်ရွာနီးမှာလည်းတိုက်ပွဲပြင်းထန်နေကြောင်း KYA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကအတည်ပြုပါတယ်။လက်တတော်မှာစစ်ကောင်စီတပ်များဖားကန်မြို့အဝင် လေပြင်းစကန်မစွန့်ရန်ထောင်ကန်စီပြူဟာကုန်းကန်းခေါင်လုံခင်းမြောက်ကုန်းဖားကန်တမကုန်းနဲ့ဖားကန်ရဲစကန်တို့ ှာတက်ဆွဲထားပါတယ်။ဖားကတ်မျိုးပေါ်ရှိစစ်ကောင်စီတပ်စခန်းများမှာလည်းစစ်ကြောင်းမထိုးနိုင်ပေစခန်းအတွင်းပိတ်မိနေတာကြားပြီးဖြစ်ပါတယ်။ KAI နဲ့ပူပေါင်းတပ်တွေကမျိုးပတ်လည်ရှိစခန်းများနဲ့ကြေးရွာများကိုသိမ်းပိုက်ထားပါတယ်။မျိုးဝင်ထွက်လန်းများဖြစ်တဲ့ဖားကတ်ကာမိုင်းလန်းဖားကတ်အင်းတော်ကြီးလန်းနဲ့ဖားကတ်ဆယ်စင်လန်းပိုင်းအားလုံးကိုလည်းထိန်းချုပ်ထားပါတယ်။စစ်ကောင်စီတပ်က၎င်းတို့လက်လွတ်ဆုံးရှုံးရတဲ့စခန်းတွေကိုပြန်ထိုင်ဖို့တပ်များအပြောင်းလဲလုပ်ပြီးနင်းမြေစုံမှုဘူးပြန်ရယူဖို့နဲ့ KAI ထံလွှဲပြောင်းပေးထားတဲ့ကြောက်စိုင်းအခွန်ငွေများပြန်ကောင်းနိုင်ဖို့စစ်ကြောင်းထိုးလာနိုင်ခြင်းဖြစ်တယ်လို့ ို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ကြုံပြီးမှပြောရမယ်ဆိုရင်ဖားကန့်ဘက်မှာအင်အားအလုံးရင်းနဲ့ ထိုးတာရှိရဲ KAI ရဲ့ဝင်ငွေတွေကိုဖြတ်တောက်ဖို့အတွက်အခုလိုမျိုးထိုးတာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကခံမှန်းပါတယ်လို့ဗိုလ်မှူးကြီးတော်ဘူးကပြောပါတယ်။ဖားကန့် Energy လမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့ KAI ပူးပေါင်းတပ်တို့တိုက်ပွဲများဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်မှလုံးတုံကျေးရွာနီးတပ်ဆွဲထားတယ်လို့သိရပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်ကာမိုင်းလမ်းပိုင်းကိုယာယီပိတ်ထားပြီးနန်ယာကတ်မော်ဆိုင်ဖျားနန်တိန်နဲ့အခြားရွာအချို့မှာဒေသခံ3000ကတ်မှဖားကန့်မြို့ကိုတင်းရှောင်နေကြတယ်လို့သိရပါတယ်။အကုန်ဖားကန့်ကိုစစ်ရှောင်နေကြပြီးသူတို့စစ်ကြောင်းအပြင်ဘက်ရောက် ောက်လာကလေးကအကုန်ဆစ်ဆောင်နေကြပြီးတော်တော်များများဖားကန့်ကိုရောက်နေကြပြီးထောက်ကမ်းရှိတယ်လို့အထက်ပါဖားကန့်အတီသားကံမြူသားကပြောပါရယ်ဖားကန့်ဝင်အတီကလမ်းပိုင်းချုပ်ကိုပိတ်ထားတဲ့အတွက်ရတကားရီနဲ့ကုန်ကားရီလည်းကွင်းဆောင်လမ်းများမှသာသွားလာနေရတယ်လို့ဒေသခံတချို့ကပြောပါရယ်ဖားကန့်တိုက်ပွဲပြင်းထန်နေတယ်လို့ငါးလကန့်ကြာမြင့်နေပြီဖြစ်တဲ့ပမော်မျိုးသိန်းတိုက်ပွဲလည်းဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှအင်အားချို့ထပ်မံပို့ထားတယ်လို့သိရပါရယ် AB 3ရက်ကပမော်မျိုးကိုစစ်ကောင်စီတပ်ကရဟန့်ငယ်3စီးနဲ့အင်အားချို့ပို့ဆောင်ခဲ့ပြီး ီမြို့တွင်ရှိနေရာအချို့နဲ့စစ်ကောင်စီတပ်စခန်းချို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့ပုံမူကြီးနော်ဘူးကပြောပါတယ်။ မနေ့ကတော့စကားစားဘက်ကအင်အားတွေဖြည့်တဲ့အနေအထားရှိတယ်။ဟယ်လီကော်ပတာ၃စီးနဲ့အင်အားတွေဖြည့်တာအကြံပြင်ကတော့၆ဆန်ကျော်80လောက်ပြန်ဖြည့်တယ်လို့ခန့်မှန်းရတယ်လို့ပူမူကြီးနော်ဘူးကပြောပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီမှထိခိုက်ကြဆုံမှုများပြားခြင်းတက်တွင်းပိမိနေတဲ့အခြေအနေတွေကြောင့်အောက်ခြေရဲပေါ်များစိတ်တက်ကြနေတယ်လို့ဒေသတွင်သတင်းများရထားကြောင်း၎င်းကဆက်ပြောပါတယ်။ဒီမနေ့ကနေပြီးတော့မှတိုက်ပွဲတွေရှိတဲ့လေကြောင်းနဲ့အဆက်မပြတ်ကိုလာပြီးတော့မှပုံကျဲတာဆိုတော့စီးရေးအခြေအနေကတော့ဆက်ပြီးမှပြင်းထန်တဲ့အနေထားတော့ရှိတယ်လို့ပူမူကြီးနော်ဘူးကပြောပါတယ်။ စစ်ကောင်စီကကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေကိုထုတ်ပြန်ခြင်းမရှိပါဘူး။ပမော်မျိုးရှိစစ်ကောင်စီတပ်ရဲ့အဓိကစခန်းကြီးဖြစ်တဲ့စစ်စင်ရေးကုကင်မှုဌာနချုပ်စကခ21အတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသလိုပမော်မျိုးတွင်နေရာချို့မှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။ပမော်မျိုးမှာစစ်ကောင်စီတပ်ရဲ့စကခ21မြို့တောင်ဘက်ရှိခလာရ49 တာမိုင်လုံးဘက်ရှိတမ88တက်အချိုနီးပညာတက်အချိုနဲ့ထောက်ပို့တက်တဲ့မြို့ပေါ်ရှိနေရာချို့မှာတက်ဆွဲထားပြီးစုစုပေါင်းစက္ကန့်9ခုခန့်ကြန့်ရှိနေသေးတယ်လို့ကြရင်ထမ်းမှသိရပါဗျ။ ။နာမည်ကျော်2029ဆစ်စင်ရေဖော်ဆောင်တဲ့ရှမ်းမြောင်မှ MND နဲ့ TNL အဖွဲ့ကိုတရုတ်တို့ရဲ့ဖိအားကိုရှင်ဆိုင်နေရချင်းကချင်ပြည်နယ်မှာ KYI ကမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်နေပါတယ်။စစ်တပ်အာဏာသိမ်းပြီး3နှစ်ကြာယမန်နေ့နှစ်ဆန်းမှစတင်ပြီး KYI နဲ့ပူးပေါင်းတပ်များကချင်ပြည်နယ်အတွင်းမြို့သိမ်းဆစ်စင်ရေများကိုအရှိန်မြင့်လာခဲ့ပါတယ်။မနစ်ကမလမစတင်ပြီးစစ်အာဏာရှင်အမြင့်ပြည့်ရေးကချင်ပြည်နယ်ထိုးစစ်အတွင်း KYI ကရှမ်းမြောင်မှမဖိမျိုးနဲ့ကချင်ပြည်နယ်မှာစွန်ပရာဘန်အင်ဂျန်ရဲစတုံးချီပွေးစီလောဖီမောပန်ဝါကံပိုက်တီဒေါ်ဖုံးရဲစင်ဘ ုံမြို့လားမန်စီမုံမောက်မြို့တွေနဲ့နေဆက်ကုံသွယ်ရင်းမြို့လွယ်ကျယ်တို့ကိုတင်ပိုက်ထားနိုင်တယ်လို့သိရပါဗျ။ ဆက်လက်ပြီးညောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးလက်စီဘီကန်ကိုလာရောက်ဖြတ်စီရဲစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအုပ်တည်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးရွာထိပ်ရှိပဇွန်မြောင်ကျေးလက်စီဘီကန်ကိုလာရောက်ဖြတ်စီရဲစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအုပ်တည်ဆောင်ပြီး Fire Dragon တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်။မေလ9ရက်နေ့မနက်7:00နာရီကမှညောင်လေးပင်မြို့နယ်ပဇွန်မြောင်ကျေးရွာထိပ်ရှိပဇွန်မြောင်ကျေးလက်စီဘီကန်အဆောင်ကိုလာရောက်ဖြတ်စီခိုးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ် က်သားများကို Fire Dragon တပ်ဖွဲ့မှရဲဘော်များနဲ့ KNL တရင်ခုနှစ်ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်နေရာမှာပဲပွဲချင်းမိတည်ဆုံးခဲ့ပြီးတော်လိုင်းရဲဘော်များအထင်ကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲဒီစည်းကမ်းကသူတို့တာပြန်ကိစ္စကန်နဲ့နီးနီးလေးအဲဒီမှာသူတို့ကခိုးပြီးတော့လာဖြတ်တယ်၊ကင်းပုံချတယ်ဆိုတော့ခံမှန်းအင်အားကတော့15ရောက်နဲ့25ရောက်ကြမှာတော့ရှိမယ်တင်။သူတို့တွေကဒီလိုမျိုးခိုးယူတာလဲရွာလုံးကျွတ်နီးပါးကုန်နေပြီပေါ့ခိုးယူပြီးတဲ့အိမ်တွေကိုလည်းမီးရှို့သွား ါရမနေကုန်နေပြီးခုံးယူရောင်စာအဲ့ဒါကိုဝယ်နေတဲ့ညောင်လေးပင်ကလူတွေနဲ့တတိထားကြပါဒီလောက်လေးတော့ပြောကြင်ပါတယ်ပြည်သူလူထုချွေးနဲ့သွေးနဲ့စောက်ခဲ့တဲ့အဆောက်အဦတွေကိုအဲ့ဒီဟာတွေကိုသူတို့ကတက်စင်လက်ခံပြန်ယူပြီးတော့စီးပွားရေးအမျက်ထုတ်နေတဲ့အိမ်ပွဲစာခြံပွဲစာတစ်ပွဲစာတွေပေါ့အိမ်ဟောင်းအယောင်းဝယ်သမားတွေခက်ချက်ချက်တတိထားကြပါလို့ Fire Dragon တပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်